ကဲမင်္ဂလာပါမျိုးတို့ဒီကနေ့ကတော့နော်မွေဘရိတ်ကလွယ်လို့ကျန်တာတွေကတော့အဖွင့်မလှခဲ့ပါဘူးဗျနော်မွေဘရိတ်ကလေးပဲအောင်ပါတယ်နော်မွေဘရိတ်နှစ်ခွန်မွေဘရိတ်ကတော့ကျွန်တော်တို့၉ရှစ်မှာကျွန်တော်တို့အောင်ခဲ့ပါပြီဗျနော်ကဲကျန်တာတွေမအောင်ပါဘူးတဲ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီကနေ့20လေးပဲစားလိုက်ကြအောင်ဘယ်ရစားမလဲဆိုတော့၃ညာရှိနှစ်လေးရစားမယ်ဗျနော်ကျွန်တော်လည်းဟိုမအောင်တဲ့ခါကျစိတ်မကောင်းအားလုံးအောင်စီခြင်းနဲ့ဗျဒါပေမဲ့ကျွန်တော်လည်းကျွန်တော်20တွေကတော့ပြတ်တော့ပြတ်ခဲ့တယ်ဒါပေမဲ့ဒီကနေ့ကတော့ထူးထူးခြားခြားပဲထိတ် ကီးထိတ်လည်းပြတ်တယ်ကီးလည်းပြတ်တယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်တို့မွေးပရိတ်ကလေးတစ်ခုပဲအောင်နေအောင်နေเนาะဟိုတန်းနေရလည်းမအောင်သေးဘူးပေါ့နော်တန်းနေရတော့ဒါမအောင်ဘူးလို့ပြောလို့မရဘူးသူကရက်တွေရှိသေးတယ်เนาะအဲ့တော့38နှစ်လေး38နှစ်လေးအဲဘိုက်ပါမှာကျွန်တော်တို့တပတ်စာပတ်တိကရုဓမာရီကတော့အင်္ဂါမကျော်ပတ်တိကတော့မနေ့ကောညာကိုထွက်သွားတယ်နော်နောက်တစ်ခါမပြောက်ပတ်တိလည်းထွက်သွားခဲ့တယ်ပေါ့နော်အဲဇန်နဝါရီတော့မအောင်ပါဘူးဟုတ်လား အဲ့ဒါ236469 2369 2083ဆိုပြီးဒီလိုမျိုးထပ်ထားပါတယ်73ဆိုပြီးဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်တော့ဒီ20လေးက20ဟောင်းပါပဲဗျเนาะဒါတော့20ရတော့ဗျာဒီရှိအိမ်မှန်လားတချီတချီတော့ဖောက်တာပဲဒါတော့အနည်းနဲ့များတော့ရှိမှာနော်အဲ့တော့ဒီမှာနှစ်ခဲတဲ့ဒီ9ရဲ့ပေါင်း1 တဒီ3နဲ့ပေါင်းတော့4ပါတဲ့4လေလေးရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတော့အခါကျတော့6 6တဲ့မအောင်ပါဘူး6ခွန်6ခွန်နဲ့6ခွန်မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကျွန်တော်တို့ပြန်တွက်ပါမယ်6 5ခွန်လေး6 5 ခွန်လေးလေးတုံညာကိုရှိလေးတုံညာကိုရှိနှစ်တိလေးရှိနှစ်တိလေးရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီခွန်ရဲ့ဒီရှိကဲပေါင်းတော့9 9နဲ့8နဲ့ပေါင်းတော့3 3 3ရဲ့နှစ်ခက်က9 9ရဲ့ပါပါ3ည3 9 3ညဆိုရဲကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲအခါကျတော့6 3နဲ့ 63 63မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်99တဲ့99မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တွက်ပါမယ်တိရှိတိတိတိရှိတိတိကိုလီ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 လေကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီတစ်ကဲဒီလေးရဲ့ပေါင်း၅၅နဲ့၄နဲ့ပေါင်း၉ ကိုရနခက66ရဲ့ပါဝါတိ96ဆိုတဲ့ကီးသုံးလုံးဒီဘင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုခါကြတော့1 3နဲ့မအောင်ပါဘူး63 63နဲ့63မှာတော့ကျွန်တော်တို့6လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြန်တွက်ပါမယ်နေ9 4 3ည9 4 3ည18 18ခွန်18 18ခွန် လေးကိုခွန်ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်၄ရဲ့ခွန်ရဲ့ပေါင်းတော့၁၉နဲ့ပေါင်းတော့၃ည၃ညရဲ့နက္ခတ်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3ည8တဲ့3ည8မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်6 3နဲ့6 3မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာ ောက်တစ်ပြင်တပမယ်တိတိ33ည33ည3925 3954လေးတိ3954လေးတိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ရဲ့5ရဲ့ပေါင်း8တင်းနဲ့ပေါင်းတော့9ကိုကိုရဲ့နှစ်ခက်က66ရဲ့ပါဝါတိ96 1ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရဲခါကြတော့2 9တဲ့2 9မှာကိုတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်18 18တဲ့18မှာလည်း1တလုံးထိပ်ပြီးတော့ အောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြင်ကိုတက်ပါမယ်3688 3688 3695 3695 3695ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင် ရှစ်ကဲ9ရပောင်း3 3ည9ပောင်းတော့3ည3ည9ခက်ကခွန်ခွန်ရပါဝါ2 3ည9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့4၃ညတဲ့4၃ညမှာ၃ညတလုံးထိပြီးအောင်ခဲ့ပါတယ်၃၃၃၃နဲ့၃၃မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျ။အဲနောက်တစ်ပြန်တွက်ပါမယ်။၆ခွန်၄၁၆ခွန်၄၁ 6ငါးငါ63ည7376 73 76ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4ရဲ့3ညရဲ့ပေါင်းတော့4ဒီ6နဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခတ်ခွန်းခွန်းရဲ့ပါဝါ2 3ည9ပါပဲတဲ့နောက်တစ်ပြန်ကလည်းအဲ့တော့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3 3ည3 3ည3 3ညမှာ3ည3ထိပြီးအောင်ခဲ့ပါတယ် နှစ်သုံးနှစ်သုံးမှလည်းနှစ်သုံးထိပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့အဲနောက်တစ်မျိုးတွေ့ပါမယ်ခြောင်း၅၃၁၆၅၃၁၃၉၁၃၉၁၃၃၈၁၃၉၁ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်၃ရဲ့2ကပေါင်းတော့2 1နဲ့ပေါင်းတော့3 ၃ရက်နှစ်ခက်က၅၅ရက်ပါဝါ၃ည၃၅၃ညဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာကြီးထွက်သွားတဲ့ဆိုတဲ့အခါကျတော့ဟုတ်ခွန်း၃ခွန်းနဲ့၃ခွန်းမှာ၃တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ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 ်တဲ့ရှစ်ရှစ်မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတက်ပါမယ်38 34 38 34 2133ခွန်း9886 9886 ရှစ်ချောင်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ရဲ့9ရဲ့ပေါင်းတော့3ည3ညနဲ့6နဲ့ပေါင်းတော့6ပါတယ်6ရဲ့နှစ်ခက်က9 9ရဲ့ပါပါ4 6 9 4ဆိုတဲ့ကြီး3လုံးဒီအင်္ဂါနေ့မှာထွက်ရမယ်တဲ့နော်မပြတ်ဘူးဆိုရင်တော့အင်္ဂါနေ့မှာ6 9 4ဆိုတဲ့ကြီးကထွက်ရမယ်ပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ထုံးကြံအတိုင်းပဲကြီးထိတ်ကလေးတွေနဲ့ညှိတဲ့ရအောင်ကြီးထိတ်ကတော့ဒီကနေ့ပြက်ပါပြာနော်ကြီးထိတ်ကြီးထိတ်တဲ့နော် အဲ့တော့ကီးထိတ်က2 4ကိုပါတဲ့နော်ခုနကီးရိုးရိုးကကျွန်တော်တို့ဗာလဲဆိုတော့6 9 4 6 9 4လေအဲ့တော့ကိုလေးလေးကိုဆိုပြီးတော့ကျွန်တော်တို့တွားပြီးတော့တိုက်ဆိုင်နေတယ်အဲ့မှာကျွန်တော်တို့ break line ရတော့ကျွန်တော်တို့ break line နေရတော့ပြတ်တာပြတ်နေရဗျာနော်မထက်တော့ဗျာ break line နော်ကျွန်တော်နောက်အစ်စ်ရှာမယ်ဟုတ်လား အဲ့တော့ကျွန်တော်တို့ဘယ်ဘယ်ဘရိတ်လိုင်းနဲ့သွားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဟိုပါပေါ့နော်ဟိုဟာဒီလိုအလဲနှလုံးမှတ်မိရနော်ဒါကျွန်တော်ရဲ့မူတည်ကတ်ထဲမှာပဲဒီလိုနှလုံးတူတူခဲ့ရင်တဲ့နော်တူခဲ့ရင်တစ်ချောက်ကတပြားဟာနှစ်ရက်အတွင်းမှာဆင်းပါလိမ့်မယ်တဲ့တစ်ချောက်တပြားနော်နောက်တစ်ခါကျွန်တော်တို့အဲ့ဒီလိုအလဲတူခဲ့ရင်တဲ့နော်3814ဆိုတဲ့3814 တ်၄၄ဆိုတဲ့ပရိတ်ဟာလည်း၂ရက်၃ရက်အတွင်းမှာဆင်းရပါမယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်အဲ့တော့ခုန၂ရက်၃ရက်အတွင်းမှာတစ်6တလုံးနော်တစ်6တလုံးအဲ့တော့တစ်6တလုံးဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်နော်ဒီမှာဟိုဟာ၂6နှစ်6တို့၄6တို့6တို့သွားပြီးကိုက်ညီနေရနော်အဲ့တော့ခုနကကျွန်တော်တို့ဟိုဟာကပရိတ်က3 8 တလေးတလေးဆိုတဲ့ break ကလည်းသူကနှစ်ရက်သုံးရက်ဒီမှာဆင်းရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒါနဲ့ပဲကပ်ပြီးကစားမယ်အဲ့တော့နှစ်6 4696နောက်လက26496နောက်လက29 29 49 49 9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 9 ကိုလီဒီလိုမျိုးတော့မယ်နော် အဲ့တော့ကိုလေးဆိုပြီးသွားမယ်ကျွန်တော်ကနန်းဟိုမှာကတ်ထွက်သွားကျွန်တော်အပေါ်ကြီးရင်ဟုတ်လားအဲ့တော့သွားလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဒါဆိုရင်ကောင်းပြီတစ်ချောက်တပြားကလည်းထိမယ်ဆိုတော့ကျွန်တော်ဒီဘက်မှာနှစ်ချောက်တို့လေးချောက်တို့ကိုးချောက်တို့ဆိုရဲအပိုင်းကိုပဲကျွန်တော်ကဦးစားပေးပြီးတော့ဒါတင်ကနန်းဖြစ်ကစားမယ်ဒါပေမဲ့ကျွန်တော်တို့က3 8 14ဆိုတဲ့ break တွေညီတာကိုကျွန်တော်ထုတ်မယ်10 break 10 break 3 break ဒါအပူလေးလေးပေါ့နော် အဲ့တော့လေးလေးဆိုရတဲ့နေရာမှာကျွန်တော်တို့က38ဒီလီเนาะအဲ့တော့ကျွန်တော်တို့ကဒီပရိန်းနဲ့လည်းကြိုက်တယ်ဒီပရိန်းနဲ့လည်းကြိုက်တယ်เนาะဒီတစ်ချောက်တစ်လုံးနဲ့လည်းကြိုက်တာဒီနှစ်ချောက်ဒီတင်ကနန်းလို့ကျွန်တော်တို့ကစားလို့ရမယ်เนาะနှစ်နှစ်ချောက်ကိုတင်ကနန်းဖြစ်ကစားမယ်နှစ်ကို၄ကိုလေးလေးပေါ့เนาะဒါလေးတွေကိုတော့ကျွန်တော်တို့ရန်အနေနဲ့ကစားဒုတိယ အကြိုက်ဆုံးအနေနဲ့ကစားပြီးတော့ကြံတဲ့အကွက်ကလေးတွေကိုတော့ကျွန်တော်တို့အရန်အနေနဲ့ပဲကစားပါမယ်။เนาะအဲ့မှာကျွန်တော်တို့ပြန်ပြီးပြောမယ်ဆိုရင်မနေ့ကကျွန်တော်ပေးထားတဲ့ထဲမှာအပေါ်အောက်တန်းလေးမှာကျွန်တော်တို့နှစ်ချောက်ဆိုတာပါထားပါတယ်เนาะနှစ်ချောက်နှစ်ချောက်အပေါ်တန်းအပေါ်အောက်တန်းလေးမှာအဲ့တော့နှစ်ချောက်ကကျွန်တော်တို့ပို့ပြီးအားရှိတယ်လို့ဆိုရမှာဖြစ်ပါဗျာဒီမှာเนาะနှစ်ချောက်ဟုတ်လားဒီမှာနှစ်ဒီမှာ6နှစ်ချောက်ဆိုတဲ့ဟာလည်းပါတယ်နောက်ကနှစ်ကိုဆိုတာလေကျွန်တော်တို့ဒုတိယအရန်နံပါတ်ထဲတာနှစ်ကိုလည်းပါတယ်လေးကိုလည်းပါတဲ့အတွက်ကျွန်တော်ဒီကောင်လေးတွေတော့ကြိုက်ပါတယ်အဲ့တော့ကျွန်တော်က ဟိုနှစ်6ကိုတင်မယ်နောက်ပြီးတော့ကျွန်တော်တို့နှစ်6တို့6တို့4 4တို့ဒုတိယတင်ခွက်အနေနဲ့ထားမယ်ကျန်တာကိုကျွန်တော်အရင်အနေနဲ့ကစားပါမယ်ဗျနော်ကဲအဲ့တော့အကြိုက်တွင်နဲ့ယူပါအကြိုက်မတွင်နဲ့မယူပါနဲ့နော်ကျွန်တော်ဒီကနေ့တော့24ရက်ဒီလောက်ပါပဲဗျအားလုံးစိတ်ချမ်းသာရင်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးရင်အင်္ဂါနေ့မှာအကွက်ကြီးများရရရှိအောင်မြင်နိုင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမယ်အဆုံးတတ်လိုက်ပါတယ်ဗျာ